အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကြောင်လေးကို95သိန်းကို lucky 2သိန်းပေးပြီးဝယ်လိုက်တယ်ဗျကြောင်လေးလည်းကျွန်တော်အရန်ကြိုက်လို့ပေါ့ဗျာဈေးကွက်ကတော့မကောင်းဘူးဗျကျွန်တော်အဲ့မှာကြောင်မှာအနေကြီးနန်းပါတယ်ဗျအဲ့အနေကြီးလေးကိုကျွန်တော်ဖတ်ချင်လို့ဗျဟိုပန်းရှင်နဲ့တရားရမှရောင်းပါကျွန်တော်သွတ်တောင်းဝယ်ရနဲ့ရောင်းပေးတာဗျဒါကျွန်တော်အိမ်မှာတခါရသွားဖြစ်လာဗျာဒါကျွန်တော်ပြောတဲ့အနေကြီးနန်းကိုကျွန်တော်နင်းရင်လို့ဗျအခုကျွန်တော်စနေอยู่ဗျဒီအနေကြီးနန်းကြောက်ကတော့ခေါင်းကြီးပါတယ်ဗျ 35 40လောက်တော့ပါတယ်ဗျပြက်ရင်တော့35 40ရှုံးမှာဖြစ်ရင်တော့ရမှာပါဗျာဘလို့ဖြစ်မလဲရင်ခုံးအောင်အနေတော်ဖြစ်မလားရှုံးမလားမြတ်မလားပါဗျာကဲကြည့်ကြည့်မယ်ဗျာอืมအနေကြီးနန်းနန်းတော့ကြောက်ကလောတဲ့ဝင်ပြီဗျကျွန်တော်အနေထက်တော့ခံရနေရဗျကျွန်တော်လှုပ်ချင်တာဒီဘက်ကခုအသေးလေးခုပုတ်မဲ့ပါဗျဒီဘက်ကိုစလှုပ်ချင်တာဗျဒီကောင်ကိုကြည့်အောင်အော်ဒီကောင်ကတော်တော်ဝင်နေဗျကြောက်ကအေးအပြည့်ဝင်နေဗျကြောက်ကတစ်ချက်ကကျွန်တော်တို့ အားနဲ့ကြဘေးသားလုံးဝအထဲမခံဘူးဗျအသားနဲ့အရန်ပြက်တယ်ဗျကျွန်တော်အပေါ်ရန်ကက်ရီအဲ့လိုအရေကိုပဲအတောက်ကိုရအောင်ယူရမှာပါဗျကျွန်တော်အဲ့ဒီဒီနှစ်ထပ်ပါတဲ့ဘက်ကကျွန်တော်မဖြတ်သေးဘူးဗျဒီကောင်ကဒီအသေးလေးကိုအရင်စားဖြတ်မှာဗျကြောက်ကာလာပေါင်းနဲ့ကြောက်ရည်ကြောက်သားမဆိုးဗျအလှတယ်ဗျကျွန်တော်တို့အရွယ်နဲ့အဆန်နဲ့ခေါင်းအောင်ပါဗျဒါကျွန်တော်အသားကိုစတူယူရတာကကျွန်တော်တို့ ထဲမခံတဲ့အသားရန်နေဗျကြောက်ရကြောက်သားလာတယ်အောက်ကကျွန်တော်တို့အေးမပါတဲ့ကြောက်သားအရန်ပြတ်တယ်ဗျကြောက်သားပြတ်တယ်ဗောဗျာဒါကတော့ကျွန်တော်ဒါနှကြီးဗျဒီနှကြီးဖြဲလွင်ကြောက်ဒီဘက်မှာတော်ဝါကောင်းအောင်လာမှာဗောဗျာကဲကြည့်ကြည့်မယ်ဗျာကဲကြည့်ကြည့်မယ်ဗျာအဆန်ရှောင်းနာရှောင်းဗျာအဲ့လိုဖြစ်နေတာအဆန်ရှောင်းနာရှောင်းဖြစ်မှကြောက်ကမြတ်မှာဗျာ on voit quoi တော့အသံလေးတော့နည်းနည်းပါတယ်ဗျကြောက်ရရတော့မသိုးဗျလာရကြောက်ရရသူ့ပဲကိုနည်းနည်းကာလာပိုမြေကာလာရှင်းတာဗောဗျာပဲသားကိုဒါကျွန်တော်အခွန်ဇက်လေးဆက်ပွက်တာဗောဗျာအခွန်ဇက်ပွက်တာအခွန်ကထူးနေကြကျွန်တော်မပေါ်သေးဘူးဗျာအားလည်းကျွန်တော်ခွာပါဗျာဒါအခွန်တန်းခွာပြီဗောဗျာကဲကြည့်ကြည့်ဗျာအင်းအခွန်ဘက်မှာကြကျွန်တော်အကြောက်အသားတွေကကျွန်တော် ဝင်တာဗျအဆန်ကြီးတွေနဲ့မှအသားကြီးတွေထောက်လွန်းတာဗျအားတွေကိုကျွန်တော်ပြောင်းလောက်အောင်ပါဗျဒါပထမဦးဆုံးတော့တနန်းခွာပြီးကျန်တာပဲကျွန်တော်တို့အရေးသားတဲ့နေရာလေးပဲအကြောက်သားရဘေးသားလုံးဝအပြတ်ပဲဗျဒါကျွန်တော်တို့ကဖင်ဘက်ကအပေါ့ဗျဒါဖင်ဘက်ကနှကြီးလေးခွာတာပေါ့ဗျเออยายนี่เนาะยายนี่ก็จอกกะละเนี่ยเตะละเดี๋ยวเราเผ่มามาดิอเยตาตอกละเลยบ่เนี่ย ဘေးဘက်မှာရေးသားတော်တော်လေးတော့အမှန်အမှန်အဆန်ကြီးပါရမ်းမယ်အဆန်ကြီးမြင်းနေရမီးနာထောက်လာအဲ့ဆန်ကြီးဖျက်အောင်ပါဗျဒါတော့ကျွန်တော်တို့အခွန်ဆက်နေပေါ့ဗျအခွန်ဆက်နေထိတ်ကအသားရန်လေးနဲ့တူတာပေါ့ဗျဒါအခွန်ဆက်နေထိတ်ကအသားရန်တူတာပေါ့မအဲ့အဆန်ကြီးဖျက်ရမှာဗျမယွန့်နေပြဖဲဖဲအန်ဒီဆန်ဖျက်ရမှာဗျအဆန်ကြီးတာလေသူကလုံးဝထဲမခံဘူးဗျ ရုပ်တတော်ဆိုးတာတော်တော်ရုပ်ဆိုးတာအစမ်းလုံးဝအထက်မခံဘူးရကျွန်တော်တစ္ဆာတစ်ခါတန်းစင်တာဗျဒါကျွန်တော်ထိတ်ကနေမှာဗျတုံသိကိုကျွန်တော်တို့အစံထောက်တဲ့ကွက်တဲ့ဟာလေးဖယ်ပြစ်တာပေါ့ဗျဒါမှအထိတ်မှာနာလေးပါသေးဗျမယ်ဒါမှကျွန်တော်လက်ရပြအောင်ဗျအဲနာလေးမှာကျွန်တော်တိုးရမှာဗျဒါလေးကိုကြောက်မနာအောင်လို့ကျွန်တော်စောင်းတိုးရမှာပေါ့ဗျဒါစောင်းတိုးတာပေါ့ အနာနဲ့ပြောင်းရမယ်ကြောင်လည်းမနာဘူးဒါစောင်းလို့တော့ဗျာကျွန်တော်မှန်းထားပါကအရွယ်ဒီတစပဲရလို့ဗျာနှစ်စားလောက်ရတယ်ကျွန်တော်တော်တော်လေးတန်ပါဗျာကျောက်ကကျွန်တော်ပထမပယ်ကြီးရလို့ပါတယ်တကယ်ဆင်းလိုက်တော့သူကအစံကြီးအထက်မခံလာဒီတစပဲရသွားဗျာဒါတော့ကျွန်တော်တစ္ဆပုံတစ်ခါတန်းချတာပါဗျာဒါကျွန်တော်ဆင်းပြီးသွားအနေထားလေးပဲဒါရောင်းမတင်ခင်လေးဗျာဒီတစ္ဆလေး ဒါတော့ကျွန်တော်တို့ဒါအယောင်တင်ပြီးသားအနေထားလေးဗျဒီကြောက်လေးကိုကျွန်တော်60နဲ့ရောင်းလိုက်တာဗျအသေးကမကောင်းဘူးဗျအသေးကမကောင်းဘူးဗျကျွန်တော်ရောင်းပလိုက်တာဗျကျွန်တော်ခုနကနှစ်ထပ်ပါတဲ့အမားဘက်ကဒါလေးသုံးဝင်မထွက်တာဗျကဲ့ရည်ဖြစ်တော့ညာအသားတန်းလုံးဝအထည့်မခံလို့ဗျအဲ့နဲ့ဒီကြောက်လေးသုံးဝင်ကကျွန်တော်12သိန်းနဲ့ရောင်းလိုက်တာဗျပါပါပဲမြတ်တာပေါ့ဗျာဒါပေမဲ့ဒီကွက်မကောင်းတဲ့ဂျားရဲမှာကျွန်တော်မင်္ဂလာဖြစ်တာမဆိုးဘူးပေါ့ဗျာ ဒီဗီဒီယိုလေးကိုကြည့်ခြင်းအားဖြင့်ကျွန်တော်ပြည့်တက်ရအားလုံးပညာရကြမယ်လို့ထင်ပါအားလုံးမင်္ဂလာပါလို့ကျွန်တော်နှုတ်ဆက်ပါတယ်ခင်ဗျာ